ညောင်ရွှေအင်းလေးဒေသဟာမြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ခီသွန်းနေရာတစ်ခုပါအံဩပွေရှုကင်းတွေရတာရှိတဲ့အစားအသောက်တွေမျိုးရလက်မှုအမှုပညာနဲ့ဒေသခံတွေရဲ့အဖို့ကြည်ပမှုကြောင့်မြန်မာနိုင်ငံရဲ့ကြော်ကြားတဲ့ခီသွန်းနေရာတစ်ခုလည်းဖြစ်ပါတယ်ဒါပေမဲ့2024စက်တင်ဘာလမှာဂါဂျီမုံတိုင်းကြောင့်ရင်းမြစ်တက်လာပြီးအင်းလေးဒေသဟာ ရေကြီးမှုတန်တွေနဲ့ကြုံတွေ့ကြရပါတယ်။ကြေးရွာ190ကျော်ရေမြင့်ရခဲ့ရပါတယ်။တချို့နေရာတွေမှာရေအနက်9နှစ်ပေးရနေ10ပေးထိရှိပြီးအိမ်တွေရွာတွေကိုတခဏတွင်ရေဖုံးလွှမ်းသွားနေပါတယ်။မိသားစုအများအပြားဟာနေအိမ်ကိုစွန့်ခွာပြီးခုံကြီးကျောင်းစာတင်ကျောင်းတွေနဲ့အရေးပေါ်ခုံလုံးမှုနေရာရာယီနေထိုင်ကြပါတယ်။ ျော်ယုံနဲ့ရေကြမသွားလို့ဆိုတော့သူတို့မှလုပ်ငန်းကင်ကလည်းအဆင်မပြေတာတစ်ဖက်နေဖို့အဆင်မပြေတာတစ်ဖက်နဲ့ပေါ့နော်သူတို့မှကိုသူတို့ကိုယ်တိုင်သူတို့ရဲ့စွန်းအားနဲ့အကုန်လုံးဒီအိမ်ကိုပြန်ပြင်ဆောက်ဖို့အတွက်ကသူတို့မှအခက်အခဲရှိတယ်ဆိုတာသိထားတယ်ပေါ့နော်အဲ့ဒီခက်ခဲကာလအတွင်း learning and growing together ဆီစဉ်ရတယ်။အရေးပေါ်ပစ္စည်းတွေနဲ့ငွေကြေးအကူအညီတွေကိုလိုအပ်ချက်အရှိဆုံးပေးတာစီမံတဲ့ PM ဖြစ်ပါတယ်။ အင်းထဲမှာရှိတဲ့လူငယ်တွေနဲ့ဒေသခံတွေရဲ့ပူဆောင်ပါဝင်စီစဉ်ပေးမှု LGT နဲ့တောင်တုကထားမှာရှိတဲ့သင်တန်းသားတွေရဲ့ပင်မခံမှုတွေကြောင့်ပြင်းပြန်စွာနဲ့လူအပ်နေတဲ့အရေးပေါ်ကိစ္စတွေဖြစ်စီနေတဲ့ဖြန့်ဝေပေးနိုင်တာလေဒီပြင် LGT ကနေအင်းလေးကန်ဒေသမှာရှိတဲ့မိသားစု73စုအတွက်အိမ်အစ်စ်တွေပြန်လည်ပြုပြင်တည်ဆောက်ပေးနိုင်ခဲ့တာကြောင့် မိသားစုဝင်မိုးမဝင်ခင်တစုတစီတဲ့လုံခြုံမှုပြန်လည်ရရှိခဲ့ပါတယ်။တအိမ်လုံးစာကျောင်းမပေးနိုင်ရင်လည်းသူတို့မှပေးတဲ့ဟာလေးနဲ့သူတို့အဆင်ပြေအောင်လုပ်နိုင်တယ်သူတို့ရဲ့ခွန်အားလည်းပါတယ်ပေါ့နော်သူတို့အဆင်ပြေအောင်လုပ်လို့အစ်စ်ကလေးတွေ့ရတော့ပထမတစ်ကြိမ်သူတို့အိမ်မပြင်နိုင်တဲ့အနေထားမှာကျွန်မကြည့်တွေ့တာပေါ့နော်ပုံကတိုင်းခွင်းစင်းလာတယ်လို့ဆိုရတယ်ဒီဒီဒီအစ်စ်လေးတွေ့တော့ဟိုဘယ်လိုပြောလဲကိုယ့်အိမ်လိုမျိုးပဲဝန်းတာတယ်ပေါ့နော်